အားလုံးပဲမင်္ဂလာပါရှင်။တုတ္တယူကျူရှန်နယ်ကနေကြိုဆိုပါရစေ။ဒီကနေ့ဖတ်ပြပြီးမှာကတော့စာရေးဆရာမကြီးခင်ခင်သူရေးသားထားတဲ့မကောက်ဆန်ဆိုတဲ့စာအုပ်နာမည်လေးပဲဖြစ်ပါရစေ။ဒီနေရာကလေးကို အမေကြီးနေစဉ်ဆက်ဆက်ကြီးလာနေရတာကိုက15နှစ်တင်တင်ပြည့်ခဲ့ပြီ။အမေကြီးအသက်တောင်မှ80ကျော်လို့80တွင်ရောက်လာခဲ့ပေါ့။ ခါကုံကုံလဲတုံတုံနဲ့ဒုတ်ကလေးတစ်ချောင်းဆွဲပြီးဟော်ရီတရက်ပင်ကြီးအောင်နေမိုးမတက်ခင် အရောက်လာခဲ့ရတဲ့အခောက်ပေါင်းတော်မရေနိုင်တော့ဘူးလူကအိုအိုလက်ဆွဲခြင်းကလေးအိုအိုနဲ့ပင်မဲ့တရက်ပင်ကြီးအောင်ဝင်လိုက်တိုင်းရင်ထဲတကူးတနစ်ခံစားရတဲ့ဝေဒနာကတော့မအိုသေးဘူးမနေ့တနေ့ကလုံးပဲတော့15နှစ်ကြာတန်းရာဟောင်းကသွေးစိမ်းရှင်ရှင်တွေမဖြစ်စကောင်းလက်လက်ဆက်ဆက်ကြီးထွက်အန်ကြနေတယ်လို့ပါပဲ အိုးမကောက်ဆန်ရဲ့အမေလာပြန်မီတမီရဲ့အမေဖရားတန်တရားတန်များမကြားလီရောတလားကွယ်။သွားမရှိတော့လို့အတွင်ဘက်ခွက်ဝင်နေတဲ့နှခမ်းလိမ့်လိမ့်ကလေးကြားကမပီတပီထွက်ကြလာတဲ့လေတန်တိုးမြင့်မြင့်ကလေးနဲ့မကောက်ဆန်ကိုတခဲရတဲ့အကျိန်ပေါင်းကလည်းဖယ်နေတော့မှလည်းပါလာတဲ့တစ်စေတို့ဝါချင်းခါတိန်ကလေးကို တရက်ပင်အရေးကြီးအောက်ရှာပြီးပပယ်နေနေထိုင်ချလိုက်ရရင်ရားရဲကိုင်းတဲ့ကထက်တိုက်လာတဲ့သစ္စိန်ခင်းနဲ့ဆူဆူနဲ့လေအေးအေးကအမေကြီးရင်ကိုရှမ်းမြေမသွားစေတာအမှန်ပဲ။ဖောင်တင်တစ်ပတ်ကလေးကိုယူပြီးနှစ်တဲဆက်ကရွှေဥကလေးတွေကိုတုပ်ရင်ပိုမနီဒီမနီလူသူတိတ်ဆိတ်တဲ့တောကျောက်ခေါင်ခေါင်ကြီးမှအမေကြီးတယောက်တည်း ခလန်လန်ကနားချောင်းသားလေးတယောက်တလေးကိုတော့မှုံတိမှုံဝါမြင်နေရရဲ့တေကြာရာကတော့ဟော်ရီတရက်ပင်ကြီးအောက်ကိုများတော့အမေကြီးကလွဲပြီးလူဆိုလို့တယောက်မှလာတတ်တဲ့လက္ခဏာမရှိဘူးအဝေးရွာကလှဲရီပါရီဘူးမတိပါမတိနားကျင်နားမှပဲဒီနာရွာလေးတွေကတော့မလာဝန်းကြဘူးအမေကြီးကတော့15နှစ်လုံးလုံးနေထိုင်မကောင်းတဲ့ရက်ကလွဲရင်တနေ့မပြတ်မပြတ်မကွက်လာရတယ် အနေကျေးလာတိုင်းတရက်ပင်ကြီးပေါ်ကကျင်းငှက်တွေကတကြီကြီးတကြကြာနဲ့ကျိုးနေရကြတယ်။သတ္တဝါပေါင်းငြိမ်းအေးကြပါစေ။ဝိကျွေဝိတုံများရှိရင်ဒီဘဝဒီခန္ဓာမှာပဲကင်းရှင်းကြပါစေတော့။အမောကလေးပြေတော့အမေကြီးကလက်ဆွဲချင်းပေါ်ကအုတ်ဆိုင်ယူလာတဲ့ညောင်ချင်ရွက်တွေကိုမြေကြီးပေါ်တရွက်ချင်းဆန့်ခင်းလိုက်တယ်။ပြီးတော့မှချင်းလေးကပါလာတဲ့ထမင်းဥပေါင်းကလေးရဲ့ကြံတကာခဲကလေးရဲ့ကိုထဲ့ပုံလိုက်တယ်။ တီတီတီမုံပြဲပြဲဖြစ်နေတဲ့သူမျက်လုံးနှီးဆက်ဆက်ကလေးကိုတပတ်စားနဲ့ပုတ်သက်ပြီးတရက်ပင်ကြီးကို မော်ကြည့်တယ်။ဒါကလည်းအမေကြီးရောက်လာတဲ့အခါတိုင်းကြည်နေကြအလုပ်ပဲ။ကြည်ရတာကလည်းတရက်ပင်ကြီးတပင်လုံးကို ပိုက်ဆိုင်တိုက်ရှာနေတာမျိုးတခိုင်းချင်း တခတ်ချင်းမျက်လုံးကငန်းတိုက်ပြီးရှာသွားတာ။သူမြင်ရတော့ကလေးပေါ့။အင်းတရက်တီတီဘယ်တော့မှမသိမှပါလေ။ကျုပ်မသိခင်ညာတီးပြလိုက်ပါရောလား။ อืมอเนกสาทุกข์อนัตตาပါစကစတွတ်တွယွရင်အမေကြီးဖရာကို အာယုံပြုနေတယ်။အမေကြီးရဲ့တရားရွတ်တန်ဟာတိတ်ဆိတ်ညင်သက်နေတဲ့ရွာဝေးအိမ်ဝေးရာခင်းနေကြမှာကွင်းလင်နဲ့တူအလိုက်တင်ပါသွားလေရဲ့။တရက်ပင်ကြီးကတော့ရေတရားနာနေတယ်လို့ပဲအာယုံများယူနေတယ်လို့ပဲငိမ့်လို့ တရက်ပင်ပေါ်ကကျိငှက်တွေကလည်းအမေကြီးရဲ့ပရေရွတန်ကိုနာနေကြဟန်တူရဲ့ကြည်ကြည်ကြကြအတန်တွေမပြုတ်ကြတော့ပဲတိတ်ဆိတ်သွားလိုက်ပုံများတကွင်းလုံးငိမ့်လို့စက်သွန်ခင်းဆက်ကရာကန်သင်းပေါ်ပေါက်နေတဲ့ထမ်းပင်ကြီးနှစ်ပင်ကတော့နေ့တိုင်းလိုလိုမြင်နေကြပေမဲ့ထူးထူးဆန်းဆန်းကြီးငုံကြည့်နေကြတယ် တော်ကျေးမှာသမီးတယောက်ရှိတယ်မကောက်ဆန်နဲ့တောဆပယ်ပွင့်ကလေးကလို့ရုပ်ရည်ကလေးတနာကမပင်မဲ့စကားမပြောတတ်ရှာဘူးမွေးရပါပေါ့လေမကောက်ဆန်အပြူပြန်းကလေးဖြစ်တော့ဖိုးဆန်အောင်ဆုံးသွားရှာတယ်လောကကြီးထဲမှာကိုယ်သွေးသွားရဲ့လို့တွေ့တာစရာဒီကလေးလေးပဲရှိခဲ့တာမို့တော်ကျေးကတော့လင်းဆုံးနာကို ထိနိုင်ခဲ့ပါတယ်ကြံခဲ့တဲ့ညီညီကလေးနှစ်ကွက်သုံးကွက်ကိုသားမီးနှစ်ယောက်ထွန်းတုံးလဲတင်နိုင်ခဲ့တယ် ထွန်ရေးလဲငင်နိုင်ခဲ့ပါရဲ့ချက်သွန်ကလေးပဲကလေးဝါကလေးများလဲစိုက်နိုင်ခဲ့ပါရဲ့မနက်လင်းနာနဲ့ထမင်းအိုးတစ်လုံးချက်ရေအိုးကလေးကောင်းပေါ်ရွက်ပြီးရာခင်းနေဘက်ထွက်နေကြမနက်ခင်းနေကလေးမရင်ခင်ချက်သွန်ခင်းကလေးပေါင်းလိုက်ရေသွင်းလိုက်ရုပ်ကြရတယ်ကြည့်တော့ကုန်းခေါင်ခေါင်ရွာဆိုတော့ရေချာမိုးချပေါ့အတောင်လေး90လောက်နဲ့တဲ့ရေရင်းနှခမ်းပဲ့ကြီးတဲကရေကို ဝါးမောင်းတန်နေငင်ပြီးစွတ်သွန်ခင်းတွေနဲ့ရေသွင်းရတယ်။ဒေါ်ကြီးကစွတ်သွန်ခင်းနဲ့ရေမြောင်းလိုက်မကောက်ဆန်ကရေမောင်းငင်တပုံးနှစ်ပုံးမကပါဘူးပုံး200 300သမီးကလေးပြမန်းမှဆိုလို့ဒေါ်ကြီးကထမိန်တူတူပါအောင်ဝစ်ပြီးရေမောင်းကူငင်တော့မကောက်ဆန်ကတအားအားနဲ့တားရှာတယ်။ အပပအာအပါဇက်ကတူတဝဝအော်ရင်လက်ဟန်ရှေဟန်နဲ့မအေကိုတွန်းဖယ်ပြီးသူ့ရင်ဘက်ကလေးသူ ပုတ်ပြတယ်သူလှုပ်ပါမယ်ပေါ့သူ့လက်မောင်းအိုကလေးကိုယောက်ျားလေးတယောက်လိုစုပ်ညှစ်ပြလိုက်မအေရဲ့လက်မောင်းတသေးကလေးကိုစုပ်ညှစ်ပြလိုက်နဲ့သူလှုပ်တဲ့သမျှလှုပ်ပြသေးတာ အမေမှအားမရှိဘူးကျုပ်ကတန်တန်မမာကြီးကျုပ်ပဲလှုပ်မယ်ဆိုတဲ့သဘောပေါ့မကောက်ဆန်ကအမေကိုညာပြီးအပင်မအစင်းရဲခံလေးဒေါ်ကြီးက ရှင်မကောင်းဖြစ်ရလေပါပဲဘဝအကျိုးပေးမကောင်းရရှာတဲ့ပင်မန်းတကြီးရှိလိုက်ကြလို့တွေးမိတယ်။သမီးခေါက်ဆန်ထမင်းစားရောမလား။ခေါက်ဆန်နားကလည်းအကြအယုံစွန့်အလေတော့အနားသွားပြီးလက်ကုပ်ပြောမှသိရပါ။ဒေါ်ကြီးကလက်နဲ့ထမင်းလှုပ်ခွန်းတဲ့ပုံစံမျိုးလှုပ်ပြတော့မကောက်ဆန်ကခေါင်းငိမ့်ပြတယ်။သူ့ပိုက်ကိုသူပုတ်ပြတယ်။စားပြီးပေါ့။တာမီနှစ်ယောက်စွတ်သွန်ခင်ပြီးခလန်လက်ကထနောင်းပင်ရိပ်သွားပြီးထမင်းတောင်းကလေးဖွင့် ပါလာတာကလေးစားကြတယ်။စားတော့ပြီးရင်တော့သားမီးနှစ်ယောက်ပါလာတဲ့ပစိုးဟောင်းတပတ်ဟောင်းကလေးမြေကြီးပေါ်ခင်းပြီးတနောင်းမြစ်ပေါ်ခေါင်းအုံးလို့တရေတမောအိပ်ပျော်သွားတတ်ကြတာပါပဲ။နိုးလာတော့နေမွန်းလွဲသွားပြီးသားမီးနှစ်ယောက်နောက်ထပ်စက်သွန်တခင်းရေသွင်းနေဆောင်တော့ရွာကိုပြန်ခဲကြတယ်။ဒါကသားမီးနှစ်ယောက်ရဲ့နေ့စဉ်လုပ်နေကြအလုပ်ပဲ။ဒီတနေ့စက်သွန်ပေါ်ချိန်မှာဒေါ်ကြီးကသမီးစင်ပေါင်းမကလေးကို ကြောက်နီနှစွဲကလေးဝယ်ဆွဲပေးလိုက်တော့မကောက်ဆန်တယောက်အတော်ပြော်သွားပုံမှာပဲလှကျင်ပကျင်တဲ့မိန်းကလေးစိတ်ကလေးကတူတူကိုကိုရှိစမြဲမဟုတ်လားမှန်ချက်ဟောင်းကလေးထောင်မိကြည့်လိုက်နားကိုဆန်းကြည့်လိုက်ဟိုဆောင်တင်ငယ်လုံလိုက်နဲ့ခါတိုင်းမယိုးမယင်ကလေးလှတဲ့မကောက်ဆန်ကတီလို့ဆိုတော့ပြေစုံတဲ့အလှဖြစ်သွားရှာတယ်အမပါပါအာဦး မကောက်ဆန်က သူ့ရင်ဘက်ကိုပုတ်ပြပြီးအင်ချန်ပဝါကို လက်ညှိုးထိုးပြတယ်ပြီးတော့ လက်တဖက်နဲ့နကတ်ကိုကင်ပြပြီးကြက်နဲ့လက်နဲ့ဝိုင်းပတ်ပြတယ်။ဒေါ်ကြီးကတော့ဒီသမီးဘာကိုဆိုလို့မှန်းသိတယ်။မကောက်ဆန်ကရွာရဲကိုလဲပြီးနှဆွဲကလေးတွားကြအောင်မယ်ဆိုတော့ဒေါ်ကြီးကကြည်ကြည်နက်နက်ကြီးခေါင်းငင်းပြလိုက်တယ်။မကောက်ဆန်လည်းအိမ်ထဲကတရှူတို့အပြေးထွက်သွားတော့တာပါပဲ။တွားရတာကရိုးရိုးမဟုတ်ဘူး။ရှေတော့ကိုဟိုဘက်တစ်ချောင်းထောက်လိုက်ဒီဘက်တစ်ချောင်းထောက်လိုက်နဲ့ခုံဆွခုံဆွဖြစ်လို့ ဒေါ်ကြီးကသမီးအပြူမကိုကြည့်ပြီးရေလိုက်တာများတော့အယူမအပေါ်မှနောက်ရသည့်အတွက်စွတ်သွန်ခင်းနေထွန်ကြထဲကြစိုက်ကြပြိုးကြလောက်ပြီးရွာမှတပတ်လောက်နာကြရတယ်စွသွန်နေအမြင့်တွေပြီဆိုရင်တော့ရေလောင်းပေါင်းတဲ့အလုပ်တွေလှိုင်ကြရပြီပေါ့တကယ်အလုပ်များမဲ့အကောင်ချိန်မှာတော့ဒေါ်ကြီးတယောက်တန်ဆူး တော့တာပါပဲဖနက်မပါပါမပါနဲ့အမှောင်ကြီးတဲ့ဖောက်ခနဲစွွင့်သွားတဲ့တန်ချောင်းကြီးကဖဝါးတဲ့ထုတ်ချင်ပေါလို့မတက်ဆိုတော့ဖြက်ဖြက်ကိုလူးနေရတော့တာပါပဲရှေပွားတဲ့စုနစ်ဝင်နေတဲ့တန်ချောင်းကိုနှုတ်ဝင်နေသူတော်မရှိသလောက် ရွာလေကကိုမာတင်ကမျက်စိစုံမှိတ်ပြီးနှုတ်ပစ်လိုက်တော့သူရိဆိုရာတလဟောသွေးစိမ့်ပွက်ပွက်ထကြရောအနားမှာရှိတဲ့အဝစ်စုံနဲ့ပိတ်ပြီးဒေါ်ကြီးမှာအော်ဟစ်နေရတာတော့ပါပဲတရက်နှစ်ရက်နေတော့ရှေရောက်ကြီးကမန်းလိုက်ပြီးရောင်ကိုင်းလိုက်ပုံများရွာဦးစရာတော့ကဆက်ပင်းဆေးစရာခေါ်ပြီးမေးခိုင်စေထုတ်ပို့လာပြောတယ် ခြေရောက်တန်ရာထက်သမီးလေးကိုတယောက်တည်းတော်ရဲလွှတ်ရတာစိတ်မချတာနဲ့ပဲတက်တုံကလေး၅ရောင် လှမ်းရောင်းရောင်းရလိုက်ရတော့တာပဲလှမ်းရောင်းဆိုတာကစက်သွန်မပေါ်သေးခင်ပွဲစားရဖြတ်သေးနဲ့ငွေချူယူပြီးစက်သွန်ပေါ်ရာနဲ့ထိုးဆက်ရတာပါထက်ဝက်ခောက်ရှိုးချုံးနေဆိုပေမဲ့မရှိတဲ့တောသူတောင်သားများဒီလိုပဲယူကြရတာကိုဒေါ်ကြီးအလုံးမလုံးနိုင်တော့မကောက်ဆန်တယောက်တည်းစက်သွန်ကင်းနေစီသွားရတယ်မနဲ့စစောကြီးမှာရေနံမီခွက်ကြီးထုံးပြီးတနခါကြောက်ပြင်ရှိပြင်ဆင်ဖီးလိမ့်နေတဲ့သမီးကိုလှမ်းကြည့်ရင်ဒေါ်ကြီးတက်ပြင်ရှာမိတယ် ဘယ်စိတ်ကောင်းနိုင်ပါမလဲခါတိုင်းတနက်ခါပိန်းကြရရိုက်နဲ့မကောက်ဆန်အခုတော့နစ်နက်ချီတွေပြဟောက်နေအောင်လိမ့်တက်နေပြီနှကန်းနီများရဲနေအောင်ဆိုးတက်နေပြီကြောင်နီနဲ့ဆွဲကလေးကလည်းတရရန်ရန်နဲ့ဆိုတော့တော်ရဲတောင်နဲ့မူးမတောက်ကြီးမလို့ခင်တွေ့ရတာဒေါ်ကြီးစိတ်မရှာဖြစ်ရတယ်ရှီရောက်တန်ရာကလည်းကောင်းလို့ရရာစီမီတိုနဲ့တလကြော်ကြကြလောက်ကူးလိုက်ရတယ်တန်ရာနဲ့နဲ့တက်တာလာပြီဆိုတာနဲ့ဒေါ်ကြီးစွတ်တွန်ခင်ဆင်းတော့တာပါပဲ ခါတိုင်းမအေးမောင်းငင်မှာဆိုးရှာတဲ့မကောက်ဆန်ကအမေလက်ကိုဆွဲပြီးမောင်းငင်ခိုင်းတာမျိုးဖြစ်လာတယ်။မကောက်ဆန်က သူ့ရင်ဘက်ကိုပုတ်ပြအသက်ပြင်းပြင်းရှူပြပြီးမောလို့တဲ့ထနောင်းပင်အောက်သွားခွေနေတာမျိုးလဲတရမဟုတ်လုံနေတော့ဒေါ်ကြီးစိတ်ထဲတမျိုးပဲလို့တော့အောင်းမိတာအလောက်ပင်မန်းလို့နေချာမှာပေါ့လေလို့ဖြေတွင်းနေရတော့တာပေါ့နောက်ဆုံးတော့မကောက်ဆန်ရဲ့ဝေဒနာကိုဒေါ်ကြီးရိမ့်မိသွားခဲ့ရတာပါပဲ ။ထောက်ဆန်ငတ်သမီးဘာဖြစ်လို့လဲမူးလို့လား။လော်ကျေးကနှထင်ကိုလက်ညှိုးနဲ့ထောက်ပြပြီးမူးတလားလို့မေးတော့မကောက်ဆန်ကခေါင်းငိမ့်ပြတယ်။ပြီးတော့ချုံပွဲကြီးချငူတယ်။လော်ကျေးတိလိုက်ပြီးလူကိစ္စလူတဘာဝဖြစ်တက်ပြတ်တက်တဲ့သဘောပင်မဲ့အလွန်ရိုးရှင်းတဲ့ရွာကလေးမှာဒီကိစ္စကတိတ်ကိုကြီးလွန်းနေမဲ့ပြဿနာ။လူရဝဲဆဲရတဲ့အဖြစ်မျိုးမကောက်ဆန်ကိုတော့နှစွဲကလေးကလှုပ်လို့နှခမ်းညီတွေကပြဲလို့ပုံယိုနေတဲ့ဆင်ရိုင်းတကောင်နဲ့တွေ့ခဲ့ပြီကော ထမ်းပင်ကြီးနှစ်ပင်တော့ဒီသားမိကိုငုံကြည့်လို့မကောက်ဆန်ရဲ့မပေါ့မပါတဲ့င်းကရွာထဲမှာရိုးဟစ်เสียလို့ပဲတက်တုံမြောင်းနေကရှိလို့နေရာအနှံ့ရောက်သွားတယ်မကောက်ဆန်မှုပေါ့တခြားလူကောင်းဆိုရင်တော့ဘာတက်နာမှရှိမှာမဟုတ်ဘူးဘသူနဲ့ပါလို့ဖွင့်ပြောလိုက်ရုံပေါ့မကောက်ဆန်ကတော့နားလဲမကြားစကားလဲမပြောတတ်စာနဲ့ရေးပြဖို့ကလည်းစာမတက်နဲ့ဆိုတော့တရက်ခံကိုဆက်ရှင်းကြီးဘလို့သိနိုင်ပါမလဲ အဲ့ဒါနဲ့ပဲရွရလူကြီးဘဖိုးတီကသူ့အကြံရသလိုလှုပ်ကြည့်ရင်တော့ဖြစ်နိုင်ကောင်းရဲ့လို့စဉ်းစားတယ်။ကဲမာတင်ရွာထဲလိုက်အော်ဆန်းကွာရွာထဲရှိတဲ့ယောက်ျားမှန်သမျှခနေ့ညငါအိမ်ဝိုင်းနဲ့စုကြလို့မလာတဲ့ကောင်တည့်ရခံပဲလို့ညရောက်တော့ဘဖိုးတီရဲ့ခြံဝိုင်းကြီးထဲမှာအောက်လင်းတက်မီကြီးထုံးပြီးလူစစ်မောင်းတူတူထုလိုက်တော့ယောက်ျားတွေတည်းမကဘူးတရွာလုံးရှိသမျှမိန်းမတွေရော ကလေးတွေရောအုံလို့ ါကတရက်ခန့်ရှာတဲ့ပွဲကိုဘသူလဲဘဲကောင်လဲ ငါယောက်ျားလားငါသားငါတူလားဒီလောက်ရက်ဆက်ရုံမာတဲ့ကောင်ဟာဘသူများပါလဲဒေါ်ကြီးနဲ့မကောက်ဆန်တို့သားမိလဲရောက်နေကြပြီဘဖိုးတီကတော့ရွာလူကြီးပြပြရှင်းမျက်နှာနောက်ထားပြီးကြောရတော့တာပါမျက်နှာလည်းမကောင်းရှာဘူးသူကိုယ်တိုင်ကသမီးတွေတစ်ကြိမ်နှစ်ကြိမ်လောက်ရှိသူကိုကိုင်းပြကျုပ်ရွာသားတွေကိုလည်းမျက်နှာရော့ဘူးပါရဲ့နို့ပင်မဲ့မပြောမပီးမတီးမမြည်ဆိုသလိုပေါ့နောက်ဆန်ဆိုတာကျုပ်တို့သမီးကျုပ်တို့နှမလေးမဟုတ်လားတသက်လုံးကမှဲ့တပောင်မစွန်ခဲကြတဲ့ ်သားမိခုလိုဖြစ်လာတော့ရွာလည်းမကောင်းဘူးကြားလို့လည်းမကောင်းဘူးဒီတရက်ခံမမိရင်နောက်ဒီထက်အတင့်ရဲတော့မယ်ရွက်ရကစောင့်ရှောက်ရမယ်သဘောပါလူတကာလိုပဲပြေဆုံးတဲ့ဘဝမဟုတ်ရှာရတဲ့အထက်စကားမပြောတတ်နာမကြနဲ့ဆိုတော့ဖြစ်လာမှာပဲရင်ဆိုင်ကြရမှာပဲ။ကိုင်တရားတပောင်လည်းမလုပ်ပါဘူး။တာဝန်ယူရင်ပြီးပါတယ်။ဒါကြုတ်အညာတာဆုံးပြောတာ။စစ်လို့ပေါ်ရင်တော့ထောင်တန်းကြမဲ့ကိစ္စနော်။တာဝန်ရှိသူကလူဆန်ရပြီမပေါ့။ ကျုပ်လောက်တာကိုလက်ခံရင်ပေါ့ဗျာဘာဖို့ဒီကတိထက်ရှိရှိဝေးဝေးပြောမနေတော့ပါဘူးလောက်ကြတွေကို10ရောက်တည်းတွေ10ရောက်တည်းတွေအောက်လင်းတက်မီရောင်အောင်လာရက်ပြခိုင်းနေမကောက်ဆန်ကယောက်ျားတယောက်ရှင်ကြည့်ပြီးလူရွေးရတာပါရွာရဲကယောက်ျားတယောက်မှမကြံဘူးအသက်ငယ်ငယ်လူပြိုဘောက်ကနေအသက်၁၈အထိပါတယ်မီးရောင်အောင်လာရက်ပြနေတဲ့သူတွေခင်ဗျာမျက်နာတော်ဘလို့ထားရမှန်းမသိကြပါဘူးမကောက်ဆန်ကခေါင်းရမ်းပြမှပဲဟင်းကနေတက်ပြင်းချပြီး တဖက်ပြေးကြရတော့တာပါ မကောက်ဆန်ကတရခန့်ရှာနေတာကိုသိတယ်သူ့ဘက်ကတည်ကြရရတော့မယ်ဆိုတာကိုလည်းသိတယ်မျက်ရည်တွေကြားကပဲအကြအဆက်အကြောက်တွေကြားကပဲတရခန့်ကိုရေးပင်းနေရချာတယ်အာဥဥခေါင်းပေါင်းကြီးခက်အော့အော့ဆောင်းထားတဲ့ကိုဖိုးတုတ်ရင်ဘက်ကိုမကောက်ဆန်လက်ညှိုးနဲ့ထောက်ထားလိုက်တော့တာပါကိုဖိုးတုတ်လက်ကိုဆွဲ ထဲ့ပြီးဘာဖိုးထီကိုအိမ်ထဲခေါ်လာတယ်။ကြံတဲ့သူတွေကိုပြန်လွှတ်လိုက်တယ်။မကောက်ဆန်ရဲ့ဘိုင်းလက်တဲ့ဟာကိုဖိုးတုတ်ပဲလို့အဖြစ်ပြောသွားပြီးနောက်ပြည်ရာကမကောက်ဆန်နဲ့ကိုဖိုးတုတ်ကိုအကျဉ်လင်များအဖြစ်အတိအမှတ်ပြုလုပ်ကြရတော့တာပဲ။ရှိသမျှမင်္ဂလာရှိသမျှနဲ့မင်္ဂလာဆောင်ကြတယ်။ကိုဖိုးတုတ်ဆိုတာက ကိုကျင်ကိုကြောင်ထန်သမာနောက်တော့ဒေါ်ကျေးရိုးအိမ်ကလေးမှာကိုဖိုးတုတ်ဟာအိမ်သားအဖြစ်လူတယောက်တိုးလာခဲ့တော့တာပါ။ဒါပေမဲ့လူသာတိုးတာမြစ်တာတိုးလာတာမဟုတ်ပြန်ဘူး။ စကားမပြောတတ်အပြိုနူးနူးထွတ်ထွတ်ပင်မဲ့မကောက်ဆန်ကတော့ရွာတေလီကိုဖိုးတုတ်ကိုလင်သားရည်လိုဖြစ်လာမှာတော့စင်နာချပါတယ်။ကိုဖိုးထုတ်စားဖို့တောက်ဖို့ချက်ပြုတ်ကျွေးမွေးရှာတယ်။ကိုဖိုးတုတ်ရေရှိုးပေးဖို့ရေငင်ပေးတယ်။ကိုဖိုးတုတ်ညောင်းနေတဲ့ထင်ရင်နင်းနှိပ်ပေးရှာတယ်။ကိုဖိုးတုတ်ရဲ့အလုတ်ကခက်ဝဲဝဲထန်းတော့ရွာတွေမှာထန်းချိုက်တဲ့အလုတ်ပါ။ထန်းတက်သမားပြောပါတော့ မနက်လင်းရင်ထန်းလီတာခါကြထိုးပြီးထွက်သွားလိုက်တာညနေနေဝင်ရီတရောကြမှထန်းရည်မှုပြန်လာတတ်တယ်။နေ့လယ်စာကိုထန်းရှင်ကကျွေးပင်မဲ့ညစာကိုတော့မကောက်ဆန်တို့အိမ်မှာစားတယ်။ခါရိုင်းသားမီးနှစ်ယောက်ပဲပြုတ်ကလေးငပိစားပြားကလေးနဲ့ပြီးပင်မဲ့ကိုဖိုးတုတ်ကမစားနိုင်လို့မကောက်ဆန်မှတော်ပြန်ဟင်းစားရှောက်ဖွေပြီးချက်ရတဲ့အလုပ်ပူရာတော့အဖက်တင်သေးတယ်။ကိုဖိုးတုတ်ကအပြိုရ တကောရဲ့လိုကျင့်ကျင့်နာနာမရှိပဲအောက်လင်းတက်မီရောင်အောင်တရက်ခန့်ရှာယူခဲ့တာဆိုတော့စိတ်ကလည်းနာပုံရတယ်။ ဒေါ်ကြီးကတော့တသက်လုံးကယူယူပေါပေါနေလာခဲ့တဲ့သမီးကလေးလင့်တာဝန်းနေပိုလာရာမြင်ရတော့စိတ်မကောင်းဖြစ်ရပြန်တယ်။မကောက်ဆန်ကမပေါ့မပါကြီးနဲ့ဆိုတော့သမီးလုံရမယ့်အလုပ်ကိုဒေါ်ကြီးကဝင်လို့ရတယ်။မမြင်ရသေးတဲ့ဤကလေးမျက်နှာရှိသေးတာကိုဒါပေမဲ့ကိုဖိုးတုတ်ကတော့မကောက်ဆန်ကို ရှိတယ်တောင်မအောင်မေ့ဘူး။မူးရယ်ရမ်းဟဲ့တယမ်းဟဲ့နဲ့လှုပ်တော့ဒေါ်ကြီးဝင်ပါရပြန်ရော။ ဖို့တော့ငါသမီးမှာစကားမပြောတတ်တာကလွဲရင်ဘာအပြစ်မှမရှိဘူးနင်ရန်ချစရာမလိုဘူးဟဲ့လူယုံမှာကကိုဖို့တော့ကလူယုံမှာဆိုတဲ့စကားကိုတတော်နာကြီးသွားတယ်ယုံမှာခဲ့သူပေမဲ့ယုံမှာတယ်ပြောရင်ဘယ်ကြိုက်ပါမလဲခမားသမီးတောက်အအကိုကျုပ်ကမပောင်းကျင်ပဲပောင်းနေရတာကိုဗျနေတီလိုမမိုက်ရိုင်းနဲ့ရိုင်းတော့ခင်ဗျားတို့ကဘယ်နဲ့လှုပ်ရှင်လို့ရောတမီးစောနဲ့ဒေါ်ကြီးဒေါ်သားထွက်ပြီး ရှိသမျှအားနဲ့ဝင်လုံးတော့တာပါပဲသူ့နှအောင်ကိုချင်းကနဲ့အရိုက်ခံလိုက်ရတော့ကိုဖိုးတုတ်ကဒေါ်ကြီးကိုတွန်းလှည့်ပစ်လိုက်တယ်သူ့ကြောင့်အဆက်ကြီးအဆက်နေရတဲ့မအေးကိုစော်ကားလာတော့လေမကောက်ဆန်သွေးတွေစူပွက်လာတော့တာပါပဲကိုဖိုးတုတ်ရဲ့လက်မောင်းကိုဝင်ပြီး ခွေးစိုးတကောင်လုံးမလွတ်တမ်းကြိုက်ဆွဲတယ်။အဲ့ဒီညကကိုဖိုးတုံးနဲ့ဒေါ်ကြီးတို့သားမိရန်ဖြစ်လိုက်တပ်ပုတ်လိုက်ကြတာပေါ့ပေါ့ကိုစူးလို့ရွာကတော့စိတ်မကောင်းကြဘူးပေါ့။ကိုဖိုးတုံးကသူ့ထန်းလီတားယူပြီးထန်းတော်ရီပဲထွက်သွားတယ်။လက်မောင်းကအသားဆိုတာတကိုက်စာဟောက်ပတ်ကြီးနဲ့မနဲ့လင်းတော့အိမ်မှာမကောက်ဆန်မရှိတော့ဘူးရွာထဲမှာလည်းရှာလို့မရဘူးတက်သွန်ခင်ဘက်တွေလည်းမရှိဘူးမကောက်ဆန်တောက်သွားတဲ့တည်င်းကအစတော့စိတ်ဝင်စားစရာမရှိဘူး တနည်းရရထွက်သွားတာလောက်ထင်ကြတာပါစွန်းခန့်ဝင်ကျင်လောက်ရောက်စွန်းခန့်ဝင်ကျင်လောက်ရောက်ရောရခင်းဆက်နားတွေလွတ်တဲ့နားကြောင်သားတယောက်ရွာထဲကိုကမှုရှူရိုးပြေးဝင်လာတယ်မြောက်ကုန်းကတရက်ရိုင်းပင်ကြီးမှာမကောက်ဆန်ကျူတန်လန်းကြီးနဲ့တည်နေတယ်ဒီတည်င်းကရွာထဲကိုကစုံဆိုင်ဝင်လာတော့တာပါပဲဒေါ်ကြီးတယောက်လည်းမြေကြီးပေါ်ဘိုင်းကနေပြစ်လဲကြသွားတယ် ကိုဖိုးတုတ်ကတော့ထန်းတော်တွေထဲမှာထန်းရည်မူးနေလောက်ရောပေါ့။ရွာတွေကလူတွေအားလုံးဂျိုးဟစ်ဆရာမလို့ပဲတရက်ကုန်းမှာစုပြီးသားဖြစ်သွားတော့တယ်။မကောက်ဆန်ကတော့တရက်ရိုင်းပင်ကြီးပေါ်မှာကြိုးတန်းလန့်နဲ့လူတွေကိုနှုတ်ဆက်နေတယ်လို့ပါပဲ။ ဖလန်လန်ကထမ်းမင်ကြီးနှစ်ပင်ကတော့လူတွေကိုငုံကြည့်လို့ဒီအဖြစ်ပြက်တွေက၁၄ငါးနှစ်တောင်ကြာခဲ့ပါပြီ။လေပင်ကျိုးခွင်းစွတ်ပြီးတရက်ပင်ပေါ်ကခုန်ချတည်သွားတဲ့ငကောက်ဆန်ရဲ့အလောင်းကိုကျိုးဖြုတ်ပြီးမဲ့သူတော်မနှဲချရတယ်။ဒါမျိုးကအထုံပါတတ်တယ်လို့အယူရှိကြတာကို နောက်ကိုရွာကိုမြီမှာမြှုပ်ရင်လဲရွာခိုက်တက်တယ်လို့အစွဲရှိကြတော့မကောက်ဆန်ရဲ့အလောင်းကိုရွာနဲ့တမျောတခေါ်ကြီးဝေးတဲ့ချောင်းယိုးကလေးကြော်ပြီးတချိုကြရတယ်။ဘဖို့တီကရွာကထမ်းရည်သမားတွေကိုမူးအောင်တိုက်ပြီးတချိုခိုင်းလိုက်တာနဲ့ကိစ္စပြီးသွားရတော့တာပေါ့။မပြီးပဲကြံ့ရင့်နေတဲ့ကိစ္စကတော့ဒီတရက်ရိုင်းပင်ကြီးအတီးအသွားတဲ့အဖြစ်အပျက်ပါ ဒီအရင်ကတရက်ရိုင်းမယ်ဆိုပေမဲ့အတိတော်တည်သေးတယ်အကင်းဘွားကလေးကလေရွှေလို့ငှက်စာစော်လို့ကုန်းတာမျိုးတော့ရှိရဲ့အခုတော့တရက်ရိုင်းပင်ကြီးကတီးကိုမတီးတော့တာတော်ရဲတောင်နဲ့အလေးချပေါက်နေတဲ့ပိုင်ချင်မဲ့အရိုင်းပင်ကြီးပင်မဲ့တီးကျိန်တန်တီးပွင့်ကျိန်တန်ပွင့်ရာကအခုလိုမတီးတော့ဘူးဆိုတာကလည်းလူတွေအတွက်ဇက်လန်းဖြစ်လာရပြန်တယ်မကောက်ဆန်ရဲ့အသက်မဲ့ခန္ဓာကိုယ်ကြီးကရေကူးချောင်းချရောက်သွားပေမဲ့ဝိညာဉ်ကတရက်ရိုင်းပင်ကြီးမှာ ကက်ကြံခဲ့တယ်လို့ပြောနေကြတယ်။အဲ့ဒါခေါက်ဆံမကျွလို့တဲ့ကိုဝင်စည်းနဲ့အစိမ့်သေးတာဆိုတော့မကောင်းသူမကောင်းသားဖြစ်သွားတာထင်ပါရဲ့။တရက်ပင်ကအသီးတွေသူဆဆပြစ်တာနေမှာပေါ့။သူကျွတ်မှပဲတရက်တီကတီးမှာ။အမလီမကောက်ဆန်တရက်ပင်ကြီးနာရောင်လို့တော့မှမသွားကြနဲ့နော်။ ရွာကဒီလိုပြောကြဆိုကြလေတော့အမေကြီးတယောက်တမိရှိတဲ့တရက်ပင်ကိုဝတ်မပြတ်သွားပြီးအစာကျွေးရတယ်။ဖျားစာတရားစာရွတ်ပြီးအမျှအတန်းများဝေရတယ်။နေ့စဉ်နေ့တိုင်းတရက်ပင်ကအတီးတီးပြီးလားလို့မမြင်မကန်းမျက်လုံးတွေနဲ့မမောကြည့်ရတယ်။နှစ်တေသာကြာရောတရက်တီးမတီးပါဘူး။ဒါပေမဲ့တရက်ပင်ကြီးကတော့မကောက်ဆန်တရက်ပင်လို့နာမည်ရသွားတော့တာပါပဲ။ ဟောလက်ဆွဲခြင်းကလေးဆွဲပြီးပြန်မဲလုတ်တုံအမေကြီးရဲ့မျက်လုံးတွေကတရက်ပင်ကိုင်းတကိုင်းစီရောက်သွားတယ်။တရက်ကင်းကလေးတွေတွေးလိုက်မိလေသလားလို့မျက်လုံးကိုပုတ်သက်ကြည့်မိတယ်။ဟုတ်ပါကောတီကင်းခက်ကြီးကြီးတွေပါတေးကြပါရဲ့အမေကြီးမျက်လုံးမမားလောက်ဘူးထင်ပါရဲ့။မကောက်ဆန်ကျိုးဆွဲချတည်သွားတဲ့ကိုင်းမှာတရက်ကတီကလေးသုံးလုံးကို တွဲလွဲခုလို့အချိန်မဟုတ်အခါမဟုတ်တီးနေတဲ့အတီးတီးလေးကို အမေကြီးမျက်လုံးအခါခါပုတ်ကြည့်ရင် ဝမ်းတလုံးလို့ဟိုရောတာပဲခေါက်ဆန်ကျွတ်ပြီးမကောက်ဆန်တရက်ပင်ကြီးကတရက်ကင်းနေ တွေ့ပြီဆိုတာကလည်းသတင်းဖြစ်ရတော့တာပါပဲရွာကလည်းခေါက်ဆန်ကလေးကျွတ်ရှာပြီးရဲ့လို့ဝမ်းတာကြတယ်ဒီထက်ဝမ်းတာเสียရကောင်းတာကမကောက်ဆန်တီကလေးကပျောက်သွားတဲ့ကိုဖိုးတုတယောက်ရွာပြန်ရောက်လာတာပါမကောက်ဆန်တရက်ပင်ကြီးနဲ့အိမ်မဝေးတိတ်မဝေးတဲ့ အမေကြီးတို့စက်တော်ခင်ကလေးတွေမှာလယ်ရီပါရီထွန်လိုက်လို့မောတော့လေတရက်ပင်ကြီးအောင်လာအိတ်လို့ထန်သမားဘဝကို သူစွန့်လွတ်လိုက်ပြီမကောက်ဆန်တရက်ပင်ကြီးပြီးတော့မှလူတွေကနားကြခိုကြလဲရီရှုကြနွားရီလှန်ကြနွားចောင်းသားရီအိတ်ကြဒေါ်ကြီးကတမက်ရှိရာရဲကိုထမင်းလာပို့တော့ ချမ်းပင်ကြီးတွေကငုံကြည့်ကြလို့မကောက်ဆန်ကျွတ်သွားပြီဆိုပေမဲ့မကောက်ဆန်ရဲ့နာမည်ကတော့တရက်ပင်ကြီးနဲ့တွဲပြီးကြံ့ရိပ်ခဲ့လေရဲ့လူတွေပါဇက်ထဲဆွဲသွားပြီဆိုတော့လေထောက်ပြတ်သွားဖို့ကအခက်သားမဟုတ်လား